ဆိုင်ရဘာလေးလုပ်နေတာလဲဘာမှမလုပ်ဘူးဆိုင်ထဲမှာပဲဒီမှာလေပန်းသီးတွေရတာလေပန်းသီးဖြော်ရည်လေးလောက်ကြည့်ပါလားမချမ်းอืมရတာဗောချစ်တယ်လို့ပြောချစ်တယ်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 โอเคဒါဆိုရင်ပန်းသီးအစ်စ်ကိုဘယ်လိုမျိုးရတာနဲ့ဖြော်တောက်လို့ရလဲဆိုတာတော့မကြည့်ခင်တယောက်တစ်ခုစီရှဲမယ်ပြီးတော့လို့စီရင်ဘယ်လိုပြောလဲတွေ့ကြည့်ကြမယ်လားရည်ဦးဆုံးပန်းသီးကိုလှီးမယ်နော်ဒါတော့တစ်ခွက်စာပေါ့เนาะအခုမှထည့်မယ်เนาะ န်းသီးကိုတော့စားနဲ့တတိချာချာစေးထားတဲ့ဟာလေးထည့်မယ်။ပြီးသွားလို့စီရင်ကျန်လို့အရသာဆက်မယ်။အရသာဆက်တဲ့အခါကျရင်နွားနို့နဲ့ဖြော်မယ်နော်။နွားနို90မီလီထဲတယ်နှုတ်စီ90မီလီထဲတယ်เนาะဒါကြတော့ချန်စမူတီကြိတ်မှာเนาะอืมဒီနှမျိုးအရသာဆက်လိုက်မယ် တကယ်ထည့်မယ်အရသာဆက်ထားတဲ့ပန်းသီးတွေအကုန်လုံးထည့်လိုက်ပြီးတော့လို့စီရင် smoothie ဖြစ်တဲ့အထိချိန်လိုက်မယ်နော်ချိန်ရက်သွားရင်တော့ရပြီဒါဆိုရင် ခွက်ထဲကိုချန်က strawberry အနှစ်အနည်းငယ်လေးအလှဆင်လိုက်မယ်နော်အနှဲငယ်လေးခွက်ကိုပြောင်းလောက်လိုက်မယ်နော်။လောက်ဆိုရပြီ ဒါတော့ကျွန်တော်စမူတီကြိတ်ထားတဲ့ပန်းသီးတွေအကုန်လုံးထည့်လိုက်မယ်။อืมအနက်အရန်မွေးတာပဲ။ပြီးတော့လို့စီရင်တော့ဒါလေးကတော့ကိုရန်ရိုက်ထားတဲ့ခရင်ပေါ့နော်။ခရင်လေးထည့်လိုက်မယ်။ဝါးပြီးရင်ပန်းသီးလေးနဲ့အလှဆင်မယ်။နောက်ဆုံးမှာစတော်ဘယ်ရီအနှစ်နည်းနည်းလေးထည့်လိုက်မယ်။ ဒါဆိုရင်တော့အရန်ကိုမမိုက်ပြီးတော့အရှာတာအရန်ကောင်းတဲ့ရောင်းတဲ့တူတွေအတွက်တော့စီးပွားဖြစ်လောက်ရောင်းတဲ့တူတွေအတွက်ပန်းတီးဖြုံနီးလေးကိုမျှဝေပေးလိုက်ပါရဲเนาะတကယ်လို့နောက်ထပ်အသေးစိတ်အရှာတာအမျိုးမျိုးအခုမှအခြေခံကနေစတင်ယူခြင်းနဲ့စိုင်ဖွင့်ခြင်းတွေဆိုတဲ့တူတွေအတွက်ကတော့ကျွန်တော်တို့ Tony Business VIP Online Club ဒီတင်နန်းကအရန်ကိုမမိုက်တဲ့တင်နန်း ဖြော်နီး25မျိုးထည့်ထားပေးတဲ့အပြင်ဈေးကွက်ချနီးကိုပါထည့်ထားပေးတဲ့ online class ဖြစ်တယ်ပေါ့နော်အဲ့တော့တက်ချင်တဲ့သူတွေကတော့အထူးကြီးနဲ့ရမယ်ပုံမှန်ဆိုရင်တင်တန်းချင်း2900ဒီဗီဒီယိုကနေကြည့်တဲ့သူတွေကတော့စာအုပ်တော့မရတော့ဘူးเนาะ2သိန်းငယ်အထူးကြီးသွားအပ်လို့ရသေးတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တပတ်ထိုင်ဖူကောင်ချမ်းပါ